အားလုံးပဲမင်္ဂလာပါရှင်မြန်မာစကေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာကတော့ difference between do and make do နဲ့ make နဲ့ကြားမှာဘာကွာလဲဆိုတာကိုလေ့လာမှာပဲဖြစ်ပါတယ်မြန်မာလိုပြောမယ်ဆိုရင်တော့ do ဆိုတာကိုလုပ်တယ်လို့ခေါ်တယ် make ကကြတော့ပြုလုပ်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတာကိုကျွန်တော်တို့ through refer ဘာ refer လုပ်လဲဆိုတာကြည့်လိုက်ရအောင် do refers to performing actions responsibilities or activities especially routine or non creative tasks do ဆိုတာကတဲ့ဘာကိုရညွှန်းလဲဆိုလို့ရှိရင် to perform an actions လုပ်ရတဲ့လုပ်ဆောင်တဲ့ responsibility ဆိုတာတာဝန်တွေ or activities လှုပ်ရှားမှုတွေ especially routine or non creative tasks အထူးသဖြင့် routine ဆိုတာကနေ့စဉ်ပုံမှန်လုပ်တဲ့အလုပ်တွေ or non creative tasks ဆိုတာကဖန်တီးမှုမပါတဲ့အလုပ်မျိုးတွေလှုပ်ဆောင်လို့ရှင်ကျွန်တော်တို့ do ကိုသုံးပါတယ်တဲ့ Make involves creating or producing something tangible or intangible, often resulting in a change or new outcome. Make or Jara Beluna Dona solution, creating Sara pani Mule or producing Saraga Toto Debono, something tangible or intangible. Yinda Mushide Ya, the Moholoshi, Mule, often resulting in a change or new outcome. အများအဖြစ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပြောင်းလဲမှုတွေ interchange ပြောင်းလဲမှုတွေဒါမှမဟုတ်လို့ရှိရင် new outcome ဆိုတော့ရလက်အသစ်တွေကို resulting ဖြစ်ပေါ်တဲ့အရာမျိုးတွေမှာဆိုလို့ရှိရင်သုံးတယ်တဲ့ဒါကိုပုံနာလဲပါအောင်ကျွန်တော်အသေးစိတ်ကြည့်လိုက်အောင်ဆိုတော့ do ဆိုတာကတဲ့ဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင် steady or work steady ဆိုတာကလေးလာတာ or work အလုပ်နဲ့ပိုင်ပတ်သက်တဲ့အလုပ်တွေအနေအမျိုးမှာ good or bad things good ဆိုတာကကောင်းတဲ့အရာဒါမှမဟုတ်လို့ရှင် bad things ဆိုးတဲ့အရာတွေပြောတဲ့နေရာမျိုး sports hobbies and self care sports ကအကစားလုပ်တဲ့နေရာ hobbies ကဝါသနာပါတဲ့ဟာကိုလုပ်တဲ့ဥစ္စာမျိုး self care ဆိုတာကကိုယ့်ဘသာကိုစောင့်ရှောက်မှုလုပ်တဲ့နေရာမျိုးတွေမှာဆိုလို့ရှင်သုံးတယ် housework and repetitive tasks housework ဆိုတာကအိမ်မှုကိစ္စလုပ်တဲ့နေရာ repetitive ဆိုတာက နေ့စဉ်ထက်ခါတလဲလဲလောက်တဲ့အလုပ်မျိုးရေဆိုလို့ရှိရင် do ကိုသုံးတယ်တဲ့ဆိုတော့ပထမအဦးဆုံးက study and work လေးလာတာနဲ့အလုပ်ဘာတွေမျိုးဆိုလို့ရှိရင်တဲ့ do homework အင်စာလောက်တဲ့ do homework ဆိုတာကကျမတို့လေးလာတဲ့ study လောက်တဲ့နေရာမှာပါတဲ့အရာမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင် do နဲ့သုံးတယ်တဲ့ I have to do my homework before dinner I have to do my homework before deadline ညစာမစားခင်ပါတဲ့အင်စာလုပ်ဖို့လိုတယ်တဲ့ do an assignment do an assignment ဆိုတာကအင်စာလုပ်တာနဲ့ခက်ဆင်ဆင်ပေါ့နော်ဒါပေမဲ့ကျွန်တော် do homework ကျတော့ကလေးတွေမှာပြောရများတယ် do an assignment ဆိုလို့ရှင်ကျောင်းသွားပြီးကိုယ်အတန်းတစ်ခုခုမှာ essay ရေးခိုင်းတာပဲဖြစ်ဖြစ် exercise တစ်ခုခုပေါ့နော်အဲ့လိုမျိုးလုပ်ခိုင်းနေဆိုလို့ရှင် assignment လို့ပြောမယ်ဆိုတော့ she is doing an assignment for her science class science class သိပ္ပံအတန်းအတွက်ကိုသူက assignment လုပ်တယ်တဲ့ဒါကလည်း study ထဲမှာပါတဲ့အတွက် do နဲ့သုံးတယ်နောက်တစ်ခုကကြာ do a project project လုပ်တယ်တဲ့ we are doing a group project on climate change သူတို့ကအောက်စုလိုက်ဖွဲ့ပြီး project လုပ်တယ်တဲ့ on climate change ဆိုတော့ရာသီဥတုပြောင်းလဲမှုအတွက်ကို group project လုပ်တယ်တဲ့ဒီဟာကလည်း study ဖြစ်နိုင်တယ်လို့မျိုးအလုပ်လည်းဖြစ်နိုင်တယ် work ဖြစ်နိုင်တယ်ဆိုတဲ့အတွက် do နဲ့သုံးတယ် do research research ဆိုတာကသုတေသနပြုလုပ်တယ်လို့မြန်မာလိုပြောရပေါ့နော် so he needs to do some research for his report he needs to do some research ဆိုတာကသူကဒီသုတေသနပြုလုပ်ဖို့လိုတယ်တဲ့ for his report သူ့ရဲ့ report အတွက်ကိုတဲ့အာသုတေသနပြုလုပ်ဖို့လိုတယ်တဲ့ဒါဒီအားလည်းမြန်မာလိုလို report လို့ပဲခေါ်လို့ကျွန်မသင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒီဥစ္စာကအလုပ်ဒါမှမဟုတ်လို့ရှင်လဲ ကြောင်းဒီလိုမျိုးတက္ကသိုလ်တက်နေရဥစ္စာလည်းဖြစ်နိုင်နေပါဘောเนาะအဲ့လိုဆိုရတဲ့အတွက် do နဲ့သုံးတယ်နောက်ဆုံးတစ်ခုကကြတော့ do a job do a job ဆိုတာကအလုပ်တစ်ခုလုပ်တယ်ပေါ့နော်ဆိုတော့ I will do the job you give me tomorrow I will do a job ဆိုတော့ငါအဲ့လုပ်ကိုလုပ်မယ်တဲ့ you give me tomorrow ဘယ်လုပ်လဲဆိုတော့နင်ငါ့ကိုပေးထားတဲ့အလုပ်ကိုတဲ့မနက်ဖြန်ကြလို့ရှင်လုပ်မယ်တဲ့ဆိုတော့အခုပြောသွားတယ်ဒါတွေအကုန်လုံးက study ဒါမှမဟုတ်လို့ရှင် work နဲ့ sign နဲ့ဆိုတဲ့အတွက် your make နဲ့မသုံးမယ်နဲ့ do နဲ့ပဲအမြဲသုံးပါမယ်နောက်တစ်ခုကကြတော့ good or bad thing ကောင်းတာရေဒါမှမဟုတ်လို့ရှင်စိုးတဲ့အရာတွေပြောတဲ့နေရာမျိုးတဲ့ effort ဆိုတာကကြိုးပမ်းမှု behavior ဆိုတာကအပြုအမူ နောက်ဆုံးတစ်ခု result ဆိုတာကကြတော့ရလက်တည်းတဲ့အဲ့လိုနေရာမျိုးပြောလို့ရှင် do နဲ့သုံးတယ်တဲ့ do your best do your best ဆိုတာအကောင်းဆုံးကြိုးစားပါလို့ပြောတာ just do your best that's all that matter just do your best ဆိုတာက အကောင်းဆုံးလုပ်ပါတဲ့ that's all that matters အဲ့ဒါကပဲအရေးကြီးရဲ့အရေးကြီးရတဲ့အကောင်းဆုံးလုပ်ဖို့ပဲလို့ပြောချင်တာပေါ့နော်အဲ့လိုနေရာမျိုးကြီးဆိုလို့ရှင်ဒါ effort နဲ့ဆိုင်တဲ့ဆိုတဲ့အတွက် do နဲ့သုံးတယ်ဒုတိယတစ်ခုက do well do well ဆိုတာကကောင်းအောင်လုပ်ပါလို့ပြောတာမျိုး he did well on his english exam he did well သူကကောင်းကောင်းလုပ်နိုင်ခဲ့တယ်တဲ့ on his english exam အင်္ဂလိပ်စာစာမှုပွဲမှာကောင်းကောင်းလုပ်နိုင်ခဲ့တယ်တဲ့ဒီဟာကလည်းကြိုးပမ်းမှုတွေ result တွေကိုပြောရဆိုတဲ့အတွက် do နဲ့ပဲသုံးတယ် do badly i did badly on the test because i didn't study i did badly on the test ဆိုတာကဒီစာမှုပွဲမှာတဲ့ သူကကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးတဲ့ because ဘာဖြစ်လို့လဲဆိုတော့ I didn't study စာမလုပ်ခဲ့တဲ့အတွက်ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးတဲ့ဒီဥစ္စာကလည်း result တွေပြောရဲပေါ့နော်အဲ့လိုမျိုးဆိုရအတွက် do နဲ့သုံးတယ် do a good job do a good job ဆိုတာကအလုပ်ကိုကောင်းအောင်လုပ်ပါလို့ပြောတာမျိုး you did a great job cleaning the room you did a great job cleaning the room ဆိုတာကအိမ်သက်ရှေးလောက်တာဒီအခန်းကိုတန်ရှေးလောက်တာတဲ့ တော်တော်ကောင်းကောင်းလုပ်ခဲ့တယ်လို့ပြောတာမျိုးပေါ့နော် do the right thing မှန်တာကိုလုပ်ပါတဲ့ she always trying to do the right thing သူမကအမြဲတမ်းမှန်တာကိုလုပ်ဖို့အတွက်ကောင်းတာပေါ့နော်နာနေမမကန်ကန်လို့ဖို့အတွက်ကိုစူးစမ်းရတဲ့ဒီလိုရမျိုးရေဆိုလို့ရှင်ကောင်းတာတွေမကောင်းဆိုးတာတွေကြိုးပမ်းတာတို့အပြုတ်မှုရလက်တွေဆိုလို့ရှင်ဒူးနဲ့တုံးနေနောက်တစ်ခုကကျတော့ sports hobbies or self care အားကစားဝါသနာနဲ့ကိုယ်ကိုစောင့်ရှောက်မှုတွေလုပ်တဲ့နေရာမှာဒူးကိုသုံးတယ်ဒူးယောဂယောဂလုပ်တယ်တဲ့ I like to do yoga every morning မနက်တိုင်းယောဂလုပ်ရတာကိုကြိုက်ပါတယ်တဲ့ do exercise လေ့ကျင့်ခန်းလုပ်တယ် he takes exercise to stay healthy ကျန်းမာရေးကောင်းဖို့အတွက်ကိုသူက exercise လုပ်တယ်တဲ့နောက်တစ်ခုက do karate karate လုပ်တယ်တဲ့ my brother does karate every weekend ငါအကူပါတဲ့ ဒီစနစ်တင်းကိုနေတိုင်းမှာတဲ့ karate လုပ်တယ်တဲ့ do meditation ဆိုတာကတရားထိုင်နေလို့ပြောတာပေါ့နော် i do meditation to relax my mind သူကတရားထိုင်နေ to relax my mind ဆိုတော့စိတ်ကို agent စိတ်ကိုအနားယူဖို့ agency ပို့တော့ပေါ့နော် um meditation တရားထိုင်နေတဲ့ do your hair စပင်းကိုပြုတ်လုပ်တယ်ဆိုတာကစပင်းညှက်တာဒါမှမဟုတ်လို့ရှင်စပင်းစီးပြီးတော့စပင်းထုံးတာရမျိုးဆိုရှင် do your hair လို့ပြောတယ် she takes 30 minutes to do her hair သူက minute 30ကြာရဲ့တဲ့သပင်ကိုလောက်တာဆိုတော့ maybe just semi jitter တော့ဒီလိုမျိုးသပင်ထုံးတာတော့အဲ့လိုမျိုးတစ်ခုခုလောက်လို့ရှင်လဲ do your hair လို့ပြောရပေါ့နော်ဆိုတဲ့အတွက် ကိုကိုစောင့်ရှောက်မှုလောက်တာတွေဒီလိုမျိုးအကစားလုပ်တဲ့ဟာတွေ hobbies တွေဆိုလို့ရှင် do နဲ့သုံးတယ်နောက်ဆုံးတစ်ခုကကြတော့ housework and repetitive tasks housework ဆိုတာကအိမ်မှုကိစ္စရည်နဲ့ repetitive tasks က ထပ်ခါတလဲလဲလုပ်တဲ့နေရာမျိုးဆိုလို့ရှိရင်လည်း do ကိုသုံးပါတယ်တဲ့ do the laundry do the laundry ဆိုအဝတ်လျှော်တာ i need to do the laundry today ဒီနေ့ငါအဝတ်လျှော်ဖို့လိုတယ်တဲ့ do the laundry ဆိုတာကအဝတ်လျှော်တာတော့မိဖို့တိုက်တာတော့ဆိုတာအိမ်သက်ရှိလောက်တာဆိုတာအများတန်းလုပ်ရတယ်ခဏထပ်ခါထပ်ခါလဲလုပ်ရတယ်ပြီးတော့အိမ်မှုကိစ္စလည်းဖြစ်တယ်ဆိုတဲ့အတွက် do နဲ့သုံးတယ် do the dishes ပကံစေးတယ် he did the dishes after dinner ညစာစားပြီးတဲ့အချိန်မှာသူပကံစေးရတဲ့ do the cleaning တန်ရှင်းလုပ်တယ် we usually do the cleaning on sundays တနင်္ဂနွေနေ့တိုင်းမှာတန်ရှင်းလုပ်တယ်တဲ့ do the ironing မိဘူးတိုက်တယ်တဲ့ my mom is doing the ironing now ငါအမေကအခုမိဘူးတိုက်နေရဲ့တဲ့ do the shopping ဈေးဝယ်ထွက်တယ်တဲ့ let's do the shopping this evening ဒီညနေမှာတို့အာ shopping ဈေးဝယ်သွားရအောင်တဲ့အခုပြောသွားတဲ့ဥစ္စာတွေကတော့ do ကိုတုံတဲ့ဟာတွေပေါ့နော်ဆိုတော့ make ကိုဘယ်နေရာမှာတောင်းလဲဆိုတော့ကြည့်လိုက်ရအောင်။ make ကကြတော့ food and drinks preparation ဆိုတော့အစားအစာတွေတောက်တဲ့ဟာတွေပြင်ဆင်တဲ့နေရာမျိုး speaking စကားပြောတာ sound ဆိုတာအတန်းနဲ့ relationship ဆိုတာကတို့တယောက်နဲ့တယောက်ဆက်ဆံမှုလေးပြောတဲ့နေရာမျိုး arrangement ဆိုတာကစီမံတာတို့ decision ဆုံးဖြတ်တဲ့နေရာမျိုး ပြီးတော့နောက်ဆုံးတစ်ခုကကြတော့ money ဆိုတာကငွေရေးချောင်းငွေငွေချေးချောင်းပြောတဲ့နေရာမျိုးတွေဆိုလို့ရှိရင်တဲ့ make ကိုသုံးပါတယ်တဲ့ပထမဆုံးတစ်ခုက food and drink preparation အစားအစာနဲ့တောက်တဲ့ဟာတွေပြင်ဆင်တယ်တဲ့ make breakfast ဆိုတော့ make breakfast ဆိုတာကမနက်စာပြုလုပ်တယ်တဲ့ I usually make breakfast at 7 a.m. သူကတဲ့အပြားအဖြစ်ဆိုလို့ရှိရင်တဲ့အာမနက်စာကိုမနက်9:00နာရီမှာလုပ်နေကြတဲ့ make a sandwich make a sandwich ဆိုတာကအသားညက်ပါမုံလုပ်တာပေါ့နော်ဆိုတော့ she made a sandwich for lunch ဆိုတာနေ့လည်စာအတွက် sandwich လုပ်တယ်တဲ့ make coffee can you make a coffee please coffee ဖြော်တယ်တဲ့ can you make a coffee please ဆိုတော့ငါတို့က coffee ဖြော်ပေးပါလားတဲ့ကျေးဇူးပြုပြီးရောတဲ့ဆိုတော့ပထမတစ်ခုကအစားတော့အခုကကျတော့ coffee ကတော့တောက်တဲ့နေရာပေါ့နော်ပထမတစ်ခုကအစားပြီးသွားလို့ရှိရင် make a cake make a cake ဆိုတာကိတ်မုံလုပ်တယ်တဲ့ he made a chocolate cake for the party ဆိုတော့ party အတွက်တဲ့ chocolate cake သူကလုပ်တယ်တဲ့ make dinner make dinner ဆိုညစာလုပ်တယ်ပေါ့နော် they are making dinner together tonight they are making dinner together tonight ဆိုတော့သူတို့ရေကိုတူတူတဲ့ညစာချက်ကြတယ်တဲ့ဆိုတော့အခုပြောသွားရဲ့ဥစားအကောင်လုံးကစားတာနဲ့တောက်တာနဲ့ပြောတဲ့ဟာ ਈ ဆိုတဲ့အတွက် make ဆိုတာကိုသုံးတယ် ဒီကြတ်ကွာကြာ speaking sounds in relationship စကားပြောတာတွေအတန်နေတဲ့လူတုံးနဲ့တုံးကြမှာရှေဆက်ဆံရေးတွေပေါ့နော်အဲ့ဒါ ਈ ဆိုလို့ရှိရင်လည်း make နဲ့သုံးပါရဲ့ဆိုတော့ make a promise make a promise ဆိုတာကဟိုဂတိကဝတ်ပေးတာပေါ့နော် i made a promise to help her ငါကသူ့ကိုကူညီဖို့အတွက်ဂတိပေးထားတယ်တဲ့ဒုတိယတစ်ခုက make a joke ဟာတာပြောတယ်တဲ့ he made a funny joke and everybody laughed သူကဟာတာပြောတယ်တဲ့အကုန်လုံးကရှိကြတယ်တဲ့ make a phone call make a phone call ဆိုတာကဖုန်းခေါ်ရလို့ပြောတာ i need to make a phone call before we leave ငါတို့မသွားခင်မှာ မထွက်ခွာခင်မှာတဲ့ဖုန်းခေါ်ရမယ်တဲ့ make a sound အတန်ထွက်တယ်ပေါ့နော်အတန်ထွက်အောင်လုပ်တယ်တဲ့ don't make a sound the baby sleeping အတန်ကြည်ကြဲမထွက်နဲ့ပေါ့နော်အတန်မထွက်နဲ့တဲ့ baby sleeping ဆိုတော့ကလေးကအိပ်နေတယ်တဲ့ နောက်ဆုံးတစ်ခုကကျတော့ make a friend make a friend ဆိုတာကတငယ်ချင်းရတယ်ပေါ့နော် I made a new friend at school today ငါကအเจ้าမှာတငယ်ချင်းအသက်ရတယ်တဲ့ဒီနေ့ အခုကျွန်တော်တို့ definition အစမှာတော့ပြောသွားခဲ့တာမှတ်မိရဲ့ဆိုလို့ရှိရင် make ဆိုလို့ရှိရင်ကျွန်တော်မြင်သာထင်သာရှိတဲ့အရာတွေရောမြင်သာထင်သာမရှိတဲ့အရာတွေမှာသုံးတယ်လို့ပြောရတယ်။ဒီနေရာမှာဆိုလို့ရှိရင် make a promise to make a joke တို့ဆိုတာဂတိပေးတာတို့ joke ဟာသာပြောတာတို့ဆိုတာမြင်သာထင်သာမရှိတဲ့အရာတွေပေါ့နော်။ပထမတော့ကစားတော့တယ်ဆိုလို့ရှိရင်မြင်သာထင်သာရှိတဲ့အရာတွေအဲ့လိုမျိုးနဲ့ပတ်သက်လို့ရှိရင် make နဲ့သုံးတယ်တဲ့။ not to watch our arrangement decision arrangement ဆိုတာက season နဲ့ uh, season နဲ့ပေါ့နော် decision ကဆုံးဖြတ်ချက်ချတယ်တဲ့ဆိုတော့ so, uh, make a decision ဆိုတာကဆုံးဖြတ်ချက်ချတယ် so, uh, it is hard to make a decision sometimes တခါတလေကြာလို့ရှိရင်ဆုံးဖြတ်ချက်ချဖို့အတွက်ကိုခက်ခဲတယ်တဲ့ make a plan make a plan ဆိုတာက so, uh, let's make a plan for the weekend စနေတနင်္ဂနွေနေ့အတွက်တဲ့အစီအစဉ်တစ်ခုကိုဆွဲရအောင်တဲ့ make an appointment ဆိုတာက change ထားတာပေါ့နော် appointment လုပ်တာဆိုတော့ i need to make an appointment with the doctor ဆရာဝန်နဲ့က appointment လုပ်ဖို့လိုတယ်တဲ့ make a list make a list ဆိုတာကအာစာရင်းလုပ်တာပေါ့ list လုပ်တာတဲ့ဆိုတော့ she made a shopping list before going out သူအရင်မထွက်ခင်မှာ shopping list ဆိုတော့ဈေးဝယ်ဖို့စာရင်းကိုရေးလုပ်တယ်တဲ့ make arrangement make arrangement ဆိုတာကတခုခုကိုစီစဉ်တယ်ပေါ့နော် they are making arrangement for the wedding မင်္ဂလာဆောင်တော့တဲ့သူတို့ပြင်ဆင်မှုစီစဉ်မှုတွေလုပ်နေရဲ့တဲ့ဆိုတော့ဒီလိုနေရာမျိုးတွေမှာ make ကိုသုံးတယ်တဲ့နောက်ဆုံး make ကိုသုံးတဲ့အဥ္စာက money ဆိုတော့ငွေကြေးအကြောင်းပြောလို့ရှင်မြဲတယ် make နဲ့ပဲသုံးမယ်တဲ့ make money ဆိုတာကပတ်စံရှာတယ်လို့ပြောတာ he wants to make more money this year ဒီနေ့သူကပတ်စံပို့ရှာခြင်းလေတဲ့ make a profit make a profit ဆိုတာကအမြတ်ရတာ the company made a big profit last month company ကပြီးခဲ့တဲ့လကတဲ့အမြတ်တွေအများကြီးရတယ်တဲ့ make a budget ဆိုတာက budget ဆွဲရပေါ့နော် it is smart to make a budget before the month begin လာမစခင်မှာတဲ့ budget ဆွဲတယ်ဆိုတာက smart ဖြစ်တယ်ပေါ့နော်ကောင်းတဲ့အလုပ်ပေါ့တဲ့ make an investment make an investment ဆိုတာကရှင်းနှီးမြှုပ်နှံတာ she plans to make an investment in real estate ဆိုတော့အိမ်ချမ်းမြေမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်တဲ့သူမကအာစီစဉ်ထားတယ်တဲ့အခုပြောသွားတဲ့နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီစကလုံးတွေကတုံးရင်တုံးရင်နဲ့ပို့ပြီးတော့တည်လာလိမ့်မယ်ပေါ့နော်ဆိုတော့ practice exercise ကိုလုပ်ကြည့်အောင်ပထမဆုံးတစ်ခုက we usually blank housework together on Saturday စနေနေ့တိုင်းငါတို့တွေကအိမ်လုံးတူတူလုံးကြရဲတဲ့ဆိုတော့ဒီနေရာမှာအိမ်လုံးဆိုလို့ရှိရင်ကျမတို့ရှေ့မှာပြောခဲ့တဲ့လိုမျိုးဘာနဲ့သုံးမလဲဆိုလို့ရှိရင် do နဲ့သုံးမယ်ပေါ့နော်အိမ်လှုပ်လှုပ်တာတို့ဆိုလို့ရှိရင်ကျမတို့ do နဲ့သုံးတယ်ဆိုရဲအတွက် we usually do housework together on saturday ဒုတိယတစ်ခုကကျတော့ she blank a delicious cake for her mom birthday ဆိုတော့သူ့အမေမွေးနေ့အတွက်ကိုသူကအရသာကောင်းတဲ့ကိတ်မုံလုပ်တယ်တဲ့ဆိုတော့ကိတ်မုံဆိုတာကအစားအစာဖြစ်တယ်ဆိုတဲ့အတွက်ဒီနေရာမှာ make နဲ့တုံးမယ် she makes a delicious cake for her mother သူကသူ့အမေအတွက်မွေးနေ့အတွက်ကိုအရသာရှိတဲ့ကိတ်လုပ်တယ်တဲ့တတိယတစ်ခုကကြတော့ can you blank the dishes after dinner တို့ဒီညစာစားပြီးလို့ရှိရင်တဲ့ပကံတွေကိုစီးလို့ရမလားလို့ပြောတယ်ဆိုတော့ the dishes ဆိုတာကပကံစီးတယ်ဆိုလို့ရှိရင်အိမ်လုပ်ထဲမှာပါတယ်ဆိုတဲ့အတွက်ဒီနေရာမှာ can you do the dishes after dinner ဆိုပြီးတော့ do နဲ့သုံးပါတယ်နောက်တစ်ခုက jar he blank a big mistake in the test ဆိုတော့ဒီစာပို့ပွဲမှာတဲ့သူကအမှန်အချီကြီးလုပ်ခဲ့တယ်ဆိုတော့ဒီနေရာမှာ ပထမပြောသွားတဲ့ ကောင်းတာတို့ဆိုးတာတို့ result ဆိုတာကဘယ်လိုမျိုး um ရလက်တို့အဲ့လိုမျိုးဥစ္စာတွေဆိုလို့ရှိရင်တဲ့ make နဲ့တုံးနေဆိုတဲ့အတွက်ဒီနေရာမှာ he makes a big mistake in the test ဆောင်းပွဲမှာသူအမှားကြီးကြီးလုပ်ခဲ့တယ်တဲ့နောက်တစ်ခုက less blank a plan for the weekend စနေတနင်္ဂနွေနေ့တွားတဲ့ငါတို့ plan လုပ်ရအောင်ဆိုတော့တစ်ခုခုလုပ်ဖို့တက်စီစဉ်ရအောင်လို့ပြောတာမျိုးပေါ့နော်ဒီနေရာမှာက plan ဆိုတဲ့အတွက်တစ်ခုခုကိုစီစဉ်နေစီမံနေဆိုလို့ရှိရင် do နဲ့မသုံးဘူး make နဲ့သုံးနေဆိုတဲ့အတွက် let's make a plan for the weekend စနေတနင်္ဂနွေအတွက် let's make a plan ဆိုတဲ့ခုခုစီစဉ်ကြရအောင်တဲ့ I need to blank some phone calls this afternoon ဒီနေ့နေ့လယ်မှာတဲ့ तू ဖုန်းခေါ်ဖို့လိုတယ်တဲ့ဆိုတဲ့အတွက်ဖုန်းခေါ်ရဲဆိုတာကပထမပြောသွားတဲ့ sound no အာ speaking တော့ ਨੇ ပတ်သက်တယ်ဆိုတဲ့အတွက်ဒီနေရာမှာ make နဲ့တောင်းမယ်ပေါ့နော် I need to make some phone call this afternoon နောက်တစ်ခုက they blank yogurt every morning မနေ့တိုင်းသူတို့က yoga လုပ်တယ်တဲ့ဆိုတော့ yoga ဆိုတာကဘာလဲဆိုတော့ exercise တို့နေ့တိုင်းလုပ်တဲ့ routine နဲ့မှာ exercise တို့ routine တို့မှာပါတယ်ဆိုတဲ့အတွက်ဒူးနဲ့တောင်းမယ်ဆိုတော့ they do yoga every morning နောက်တစ်ခုက please blank your best in the interview interview မှာအကောင်းဆုံးဖြစ်အောင်ကျေးဇူးပြုပြီးကြိုးစားပါလို့ပြောတာပေါ့နော် do your best အကောင်းဆုံးနေလုံနိုင်သမျှအကောင်းဆုံးလုပ်ပါလို့ပြောတာဆိုတဲ့အတွက်ဒီနေရာမှာကောင်းတာတို့ဆိုတာတို့ good thing တို့ bad things တို့ result တို့ဟိုကြိုးစားတဲ့ဟာတို့ပြောပြီးဆိုလို့ရှိရင်အာ do နဲ့ပြောရဲဆိုတဲ့အတွက် please do your best in the interview နောက်တစ်ခုက we have to blank the shopping today တို့ဒီနေ့ဈေးဝယ်သွားရမယ်တဲ့ဆိုတော့ဈေးဝယ်သွားတယ်ဆိုတာကအလုပ်တွေအိမ်လုပ်လုပ်တာတို့ဒီမှာပါတယ်ဆိုတဲ့အတွက် we နောက်တစ်ခုကျ routine ပေါ့နော်ဒါအမြဲတမ်းသွားရတဲ့အဥ္စာမျိုးဆိုတဲ့အတွက် we have to do the shopping today နောက်ဆုံးတစ်ခုက she blank a new friend at the party ဆိုတော့သူကပါတီမှာတဲ့တငယ်ချင်းအစ်တရလာတယ်ဆိုတဲ့အတွက် relationship ဆိုလို့ရှိရင် make နဲ့သုံးတယ်ဆိုတဲ့အတွက် she makes a new friend at the party ဆိုပြီးတော့ make နဲ့သုံးပါမယ်။ဆိုတော့အခုပြောသွားတာတွေကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။နားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်မေးချင်တာတစ်ခုခုရှိလို့ရှိရင်လောက်အောက်က comment မှာမေးခဲ့လို့ရပါတယ်။ဗီဒီယိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးများကြီးတင်ပါတယ်။ Have a good day.